ားလုံးပဲမင်္ဂလာပါ။ခွီးဇော် channel ကနေကြိုဆိုလိုက်ပါရဗျာ။ဒီအပိုင်း line ပေါ်မှာမထုံမနှမ်းတဲ့ပွဲဖြစ်နေတဲ့ video လေးတွေကိုစုစည်းပြီးတော့ reaction လုပ်ပေးလိုက်ပါရ။ဟုတ်ကဲ့ပါ ပထမအဆုံးအနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကျင်းပနေတဲ့ Miss Grand မြန်မာအပွဲနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုကြက်ထနေတယ်ဗျ။နော်အရင်ဆုံးဘာမှမပြောခင်အဲ့ video လေးတချို့ကိုအရင်ဆုံးကြည့်ပါမယ်။ ဟုတ်ကဲ့ပါ Miss Grand မြန်မာပွဲနဲ့ပတ်သက်ပြီးတော့ live ပေါ်မှာတော်တော်လေးလူပြောများပြီးတော့ကြက်ထနေတာပါအဲ့ထဲမှာအဆိုးဆုံးကတော့ကြိုက်ထူကိုစားပြုဝင်ပြိုင်နဲ့ဆက်ရုပ်အကကသွားတာပေါ့ဗျာနော်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်အောင် Miss Grand ကြိုက်ထူဝစ်စတာရဲ့ရုပ်တော်ဆုံးတော့ကြိုက်ထူမီမောင်ညတာရှင်ဝါစယုံမလေးလို့မပြေရပါဘူး ဒီဇိုင်နာကိုမိုးဇက် GUIM မှာဘုံယူစွာဖြင့်ဖန်တီးချုပ်လုပ်ထားခြင်းပဲဖြစ်ပါတယ်ခင်ဗျာမျိုးသောပစုံလေးတော့တိတ်ချုပ်ပြီးမှမေတ္တာရှင်ဝါစယုံမလေးလို့အမည်ရပါတယ် လိုကြီးတော့လို့ကြည့်ကြအောင်ကြည့်အောင်လို့ဘလိုကြီးတော့ဒါဒါတုံတုံသွေးနဲ့တော့ဒီလောက်ပေါ်ရင်မှမဟုတ်ဘူးဗျာသိလား နော်အယုတ်အကောထားပါတော့ဗျာဟိုဆက်ယုတ်ကကတာလားဒါမှမဟုတ်အယုတ်ကကတာလားဘလို့ဘလို့ပုံစံမျိုးလဲဒါဆက်ယုတ်ကကတဲ့ပုံစံမျိုးလဲမပေါ့ဘူးဗျာနော်ဒါကြီးကဗျာအင်မတန်ရုပ်ပေါက်တယ်ဗျာသိလားအင်မတန်ရုပ်ပေါက်တယ်ကျွန်တော်တို့ Miss Grand မြန်မာမှာဒီလောက်ကြီးရုပ်ပေါက်လောက်အောင်လို့မဖြစ်သင့်ဘူးပြီးတော့ဖန်တီးထားတဲ့ဝတ်စုံ ရှင်ပြိုင်သွားတဲ့ပုံစံဒီပြိုင်ဝင်နဲ့ပတ်သက်ပြီးတော့ပြိတ္တတ်တွေရဲ့ စကားတန်တွေပြည်သက်တွေရဲ့အတန်တွေကိုနားထောင်ကြည့်လို့ရှင်ဒီ Miss Grand မြန်မာပွဲကဘလောက်အပေါ်စားဆန်လဲဆိုတာကိုသိမှာပါဖြစ်ကလက်ဆန်လှုပ်ထားတဲ့ပုံစံများတကယ်ကိုဖြစ်ကလက်ဆန်လှုပ်ထားတဲ့ပုံစံမှန်သိတာအဲ့တော့မလှုပ်ချင်လဲမလှုပ်ကြပါနဲ့ဗျာလှုပ်မယ်ဆိုလဲကောင်းကောင်းလေးပေါ့နော်အစင်တန်းရှိရှိလေးအဲ quality ရှိရှိလေးဒါမျိုးလေးတော့လှုပ်တင်တယ်လို့ထင် ပြီးတော့ဓာရီကအမှုပညာဗျအမှုပညာတရက်ကိုချပြရတာဗျဓာရီကိုကျွန်တော်တို့ရဲ့မြန်မာပြည်မှာရှိတဲ့အမှုပညာဘာလို့ဘလို့ပြောကြမလဲဘယ်မှာလဲဒီဇိုင်နာရဲ့ quality ဘယ်မှာလဲပြန်ပွဲဝင်ရဲ့ quality ဘယ်မှာလဲအရေးချင်းတွေလမ်းဘေးရဲ့ဇက်ပွဲတောင်သူ့ထက်တာတယ်ဒီလောက် performance ကတော့လမ်းဘေးကလူတော်လှုပ်တတ်တယ်ဗျတစ်တော့မှမထော်မနှက်ကနေတဲ့လူတော်ဒီလောက်ကတော့လှုပ်တတ်တယ်အတိတ်ပဲမှမရှိတာ အဲ့တော့ကြိုက်သူကအမျိုးသမီးတွေကိုစားတောင်းပန်ပါတယ်ဆိုပြီးတော့ line ပေါ်မှာပလောတွေရိုက်နေတယ်။ဟုတ်လဲဟုတ်တာပဲဗျာ။တကယ်ကိုမထော်မနှမ်းဖြစ်နေတာ။ကျွန်တော်တို့နိုင်ငံမှာကအမှုပညာရှင်ပါအမှုပညာကို ဖန်တီးနေတဲ့သူတွေပါဆိုပြီးတော့နာမည်ဓာခံထားကြတာတကယ်တကယ်ပြည်သက်တွေရဲ့ရင်ထဲကို ရောက်တဲ့အမှုပညာမျိုး ဟာကနေဟင်ကနေဖြစ်သွားလောက်တဲ့စသင်းမွေးညင်းထလောက်တဲ့အမှုပညာမျိုးဖန်တီးမှုမျိုးအစင်တန်းရှိရဲ့ quality မျိုးဘယ်မှာလဲပေါ်ပေါ်ပဲပဲပေါ်စားဆန်တဲ့ပုံစံမျိုးတွေပဲတွေ့ရတယ်။ပြိုင်ပွဲဝင်တွေကိုလည်းကြည့်လိုက်။အချိန်တူတူအတွင်းမှာဖြစ်သလိုလေးလုပ်ပြီးတော့ရှင်ပြိုင်တာ။ပြီးတော့ miss ပြိုင်ပွဲတွေဆိုတာကနိုင်ငံတကာနိုင်ငံရဲ့မျက်နှာဗျ။သူများနိုင်ငံကိုသွားပြိုင်ရမယ့်သူတွေက တကယ်ရည်ချင်းရှိဖို့လိုတယ်။သွားပြရမယ့်လူတွေဒီဇိုင်နာတွေ organizer တွေရှင်ပြိုင်တဲ့ model တွေဒါတွေကရည်ချင်းပြည့်မီဖို့လိုတယ် quality ရှိဖို့လိုတယ်ဗျအဲ့လိုမှမဟုတ်ဘဲနဲ့ဗျပေါ်ပေါ်ပဲ့ပဲ့အပေါ်သားဆက်ဆန်းဖြစ်ကလက်ဆန်းဆိုရင်တော့ပြိုင်မနေနဲ့ငကူတွေကတိတ်ခါကြပြီးသားနိုင်ငံအနေထားနဲ့သွားပြိုင်လဲတိတ်ခါထက်ကြဖို့ပဲရှိတယ်ဘာမှမထူးပြည်တွင်းမှာစပြီးရွေးကြတဲ့ကြည့်တဲ့အတိတ် အရင်လိုမျိုးပြိသက်တွေကပေါချောင်ကောင်းမရဘူးအကုန်လုံးကဖုန်းနေအင်တာနက်တွေတွင်ကျင်လာပြီးနောက်ပိုင်းမှာအကုန်လုံးကအမြင်ကျယ်လာပြီပုံပုံပင်ပင်လှုပ်ပြလို့မရတော့ဘယ်ဟာတော့ quality ရှိတယ်ဘယ်ဟာတော့ရည်ချင်းအစ်မှန်ရှိတယ်ဆိုတော့လူတွေကသိကုန်ပြီ ောင်းကန်ကန်ကိုနာမည်လေးကိုစက်တီရှိရှိអော်ပြောလိုက်တော့ဘာဖြစ်မှာမလို့လဲလူနားမလဲအောင်អော်ပြီးပြောရတယ်လို့ဗျာနားထောင်ကြည့်လူနားလဲလာလို့မစ်ကွမ်းမြန်မာပွဲနဲ့ပတ်သက်ပြီးတော့ပြောစရာစကားတော့ဘာမှမရှိဘူးစစုပ်ပဲ့ပဲ့လို့ပဲထင်တယ်အပေါ်သားဆန်တယ်လို့ထင်တယ်ကြီးတဲ့ပြိတ္တတွေကဟာသားတွေလှုပ်ပြတယ်လို့ပဲထင်တယ်အဲ့တော့ငပေါ်ကြီးတွေလို့ပဲထင်တယ်အခုဓာရီကိုကြည့်ပြီးတော့ယင်ထဲမှာဖြစ်နေတာဟာပေါ်တော်တော်နိုင်လိုက်တာကွာဟာ ပေါ်လိုက်တာကွာရည်စရာကြီးကွာအဲ့လိုပဲစိတ်ထဲမှာမှတ်ချက်ပြုတ်သွားတဲ့လူတွေကြီးပဲဟာကနေဟင်ကနေနဲ့ဟာကောင်းလိုက်တာ ဆိုတဲ့စိတ်မျိုးအမှုပညာမြောက်လိုက်တာအကျိုးစားလိုက်ကြတာဒါမျိုးဘယ်သူမှမှတ်ချက်မပြုတ်သွားဘူးအဲ့တော့မစ်ပွဲတွေလုပ်တဲ့လူတွေ organizer တွေမျက်စိပွင့်နားပွင့်ထား social media တွေပေါ်တက်ကြည့်ကိုယ့်ရဲ့ model တွေကိုယ့်ရဲ့ design တွေကိုယ့်ရဲ့ဖန်တီးမှုတွေကပြည်သက်တွေနိုင်ငံနိုင်ငံမှာရှိတဲ့သူတွေကဘယ်လိုတွေထင်နေလဲဘယ်လိုတွေပြောနေလဲ ဒါလေးတွေကိုလည်းမျက်စိပွင့်နားပွင့်ထားအောင်ကိုပဲလှုပ်ချင်ရတယ်ရှောက်လှုပ်မနေနဲ့ပြီးရင်အမှုပညာကဘလိုပါညာရှောက်ကြီးကြဲကြဲတွေပြောအောင်မယ်ရှောက်ကြီးရှောက်ကြဲတွေလှုပ်အောင်မယ်အဲ့တော့နိုင်ငံတကာအထိသွားပြိုင်မဲ့မြန်မာနိုင်ငံကိုစားပြု miss ကဒီထက်ပိုပြီးတော့ quality ကောင်းတဲ့ miss တွေဖြစ်တဲ့နယ်စပြီးရွေးချယ်ကြတဲ့ကအရေးချင်းနေတန်းတူရှိတဲ့လူတွေကိုပဲဦးစားပေးရွေးချယ်ပြီးတော့မှတကယ်တော်တဲ့တကယ်ကို အရေးချင်းရှိတဲ့သူပဲနိုင်ငံကိုစားပြုသွားရောက်တဲ့။ဒီလိုပေါပေါပဲပဲတွေကရွေးလိုက်မယ်ဆိုရင်ပေါပေါပဲပဲပဲထွက်လာလိမ့်မယ်။ဟုတ်ကဲ့ပါဒါကတော့ Miss Grand မြန်မာနဲ့ပတ်သက်ပြီးတော့လောလောဆယ် line ပေါ်မှာကြရထနေတဲ့ကိစ္စပါ။ပထမနှမ်းဖြစ်နေတာတော့သိကြပါရဲ့။အဓိကကတော့အယုတ်ပုံစံကပြသွားတဲ့ပုံပေါ့ဗျာနော်။ကျွန်တော်တခါမှမတွေ့ဘူးဗျာနော်။ကျွန်တော်တို့အယုတ်ပုံစံလောက်တာနဲ့မတူဘဲနဲ့အတွင်းပြင်လေးဖြတ်နေတဲ့ပုံပေါက်နေတယ်ဗျာနော်။ ဲ့တော့ကောင်းစေခြင်းနဲ့စေတနာပါပဲနော်ကောင်းစေခြင်းနဲ့စေတနာနဲ့ပြောတာဖြစ်ပါတယ်ဗလိန်တာတော့မဟုတ်ပါဗလိန်တာရယ်ဆိုလဲဗလိန်နေပေါ့ဗျာနော်ဘာပဲပြောပြောဝေဖန်မှုရှိမှလဲတိုးတက်မှာ哦နော်အခုကဒါတော့တိုင်းပေါ်မှာဒီအပိုင်းမထော်မနှမ်းတွေ့ရတဲ့ကိစ္စလေးကိုပြောလိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါ Miss Grand မြန်မာပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော် viewer တွေရဲ့အမြင်လေးတွေကိုလည်းပြောပြပေးခဲ့လို့ရပါတယ်လောလောဆယ်ဒီဆက်ရုပ်ပုံစံနဲ့ပြိုင်သွားတဲ့ကြိုက်ထူကိုစားပြုအလှမယ်ကတော့ သမိုင်းတွင်သွားပြီလို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလို performance မျိုးဒီလိုအကမျိုးဒီလိုဝစ်စုံမျိုးနဲ့ရှင်ပြိုင်သွားတာကျွန်တော်ဘဝမှာပထမဆုံးအချိန်တွေ့ရတာပါပဲပထမဆုံးအချိန်မြင်ဘူးတာပါပဲ and on the van ဖြစ်ရလောက်တဲ့ performance နဲ့ဖြောပြေးသွားတာလည်းဖြစ်ပါတယ်ကျွန်တော်ပြိသက်တွေရဲ့အမြင်လည်းဘလို့ရှိတယ်ဆိုတာကို comment မှာပြောသွားပေးကြလို့ရပါတယ်ကျွန်တော်ကွီးစော်ပါကျေးဇူးတင်ပါတယ်ဒီညအတွက်ကတော့ဒီလောက်ပါပဲ